ငါဟာတစ်ချိန်လုံးကမြေကြီးမြေကြီးလူတွေကိုပြောလိုက်စမ်းပါဒုက္ခကိုမကြောက်ကြပါနဲ့တကယ်တော့ဒုက္ခဆိုတာအမြင့်တကူကိုတက်ဖို့အတွက်လိုအပ်တဲ့အရင်းအမြစ်ကိုဒုက္ခလို့ခေါ်တယ်ဒုက္ခဆိုတာငြိမ်သီးစားရတယ်လို့ပဲစက်တယ်ဒါပေမဲ့အရသာတော့ရှိတယ် ပင်လည်းရှိရင်လှိုင်းရှိတယ်လို့ဘဝရှိရင်ဒုက္ခဆိုတာရှိတယ်တကယ်တော့ဒုက္ခဆိုတာတဘာဝတရားကြီးဟာပေးထားတဲ့လူတယောက်ကဘဝကိုစိတ်ဓာတ်မှာကျောသွားအောင်ခိုင်ခန့်သွားအောင်သူရဲကောင်းတွေဖြစ်အောင်အာဇာနည်တွေဖြစ်အောင်ပြုပြင်မွမ်းမံစီရင်ချေတတ်တဲ့စူးတွေစောက်တွေကိုဒုက္ခလို့ခေါ်တယ်ဒုက္ခမတွေ့ဘူးတဲ့သူဟာဘယ်တော့မှအောင်မြင်မှုကိုလည်းရမှာ မဟုတ်ဘူးပေါင်းလေးကပြောတာမင်းတို့ပဲတွေးကြည့်ကွာမာဇနက်ကတင်းမောတာမပြည့်ရင် ရာဇဝင်တွင်စရာအကြောင်းရှိဘူးတင်းမောပြချင်းဆိုတဲ့ဒုက္ခကြောင့်ဇနက်ကရာဇဝင်တွင်သွားတာလေလူညံ့တွေဖို့ဒုက္ခနဲ့ပြဿနာကိုဒုက္ခနဲ့ပြဿနာကို လူညံ့တွေကလက်လျှော့အရှုံးပေးပြီးကြာဆုံးခြင်းလို့တွေးကြတယ်လူတော်တွေကဒုက္ခနဲ့ပြဿနာကို ကြဆုံးချင်းလို့မတွေ့ဘူးငါအီချင်းနေဖော်ထုတ်ခွင့်ရတာပဲဆိုဒုက္ခကိုပျော်ပျော်ပါပါလက်ခံကြတယ်ဒုက္ခကိုပျော်ပျော်ပါပါလက်ခံမှာဒုက္ခလက်မခံရင်လည်းရောက်လာမှာပဲလက်ခံရင်လည်းရောက်လာမှာပဲတွေ့ပြီဆိုလက်တင်တာခံလိုက်တော့ဒုက္ခကိုပမ္မံကံကအသုံးချအချိန်တန်ရင်အမြင့်တနေရာကိုရောက်ဒါကြောင့်လူတွေကိုပြောလိုက်စမ်းပါပန်းအိုးလေးတွေတွေ့တိုင်းတွေ့တိုင်း ဘာလို့မင်းတို့စိတ်သက်ကြနေတာတော့တကယ်တော့မင်းတို့ဒုက္ခရောက်နေတာမဟုတ်ဘူးကြော်ကြားဖို့အတွက်အခွင့်အလမ်းတွေလို့မြင်ပေးပါဒါတစ်ကျွေးပါဦးလေးပြောတဲ့စကားဒီနေရာမှာကြုံလို့ပြောရအောင်မယ်ဗျဒီမှာအလောက်လောက်တာဆိုတော့ကျွန်တော်ပုံလေးဆွဲတာရင်သိကောင်းပါရပါတယ်အခွင့်အလမ်းနဲ့ရုပ်ဆိုတာရှိတယ်နိုင်ငံတကာမှာဒီလိုကုမ္ပဏီတွေမှာအဲ့ဒီနဲ့ရုပ်ကလေးကို ဘာသာပြန်ခိုင်းအခွင့်အလမ်းနဲ့ရုပ်အဲ့ဒီအယုတ်ကလေးကတတ်တရရဝှက်ထားတာနက်တာရင်နဲ့ကုတ်နဲ့ဘောင်းမီရှင်နဲ့သူကသူ့ဘဝတတ်တရရကလေးသူစနာသူ့မျက်နှာမှာမျက်မှန်အမဲကြီးတတ်တာနရက်ကားကအယုတ်ကအတောင်မှနှစ်ဖက်ပါသေးတယ်လက်ထဲမှာထီးတစ်ချောင်းသူပေးထားနတ်ရုပ် အဲ့ဒီအယုတ်ကလေးကိုဘယ်လိုမြင်တယ်လဲဆိုတော့မေကွန်မေးတယ်နိုင်ငံတကာမှာဒါအခွင့်အလမ်းကိုပြောတဲ့အယုတ်ကလေးပဲမင်းတို့ဘာသာပြန်စမ်းကဲကျွန်တော်ဘယ်လိုဘာသာပြန်မလဲကဲအခွင့်အလမ်းနဲ့ယုံမှာနေရွက်ကြီးကားတာကျွန်တော်ဘယ်လိုအိပ်ပဲတော့ညံ့ညံ့နားထောင်ကြညံ့ညံ့နားထောင်ခြင်းဟာအခွင့်အလမ်းကိုရအောင်ယူတာဘာလို့ဆိုတော့ပစက်ပေါက်ကြီးကိုအခြေအကြီးပြောပြောချင်ရတာတော့ ။ဗဇတ်တဲ့နွယ်ကြီးကိုသူပိုချိထားကြတယ်။မြောင်မြားနားထောင်။သင်ချာနားထောင်။ဟာအခွေလန်းအတုံးချတာ။ဗဇတ်မောင်တေးတေးလေးကနည်းနည်းပြော။ဒါမျိုးဘာလို့မျက်နာကိုအဝဲအမဲကြီးစီထားတာတော့။သူမမျက်မှန်အမဲကြီးဘာလို့တတ်ထားတာတော့။ကိုတွင်းနဲ့ကိုပေါ့။တိုးတက်ခြင်းနဲ့သူကတိုးတက်တဲ့အတွေးကိုတွေးတာ။ဟာမမြင်ရပေမဲ့ရှောက်လန်းလို့ရတဲ့နည်းတွေရှိတယ်။မျက်လုံးမမြင်ရဘဲနဲ့လမ်းရှောက်နေတဲ့သူတွေတပုံကြီး။ တို့မမြင်ရဘူးဆိုတာဆုံးရှုံးမှုမဟုတ်ဘူးမျက်လုံးနဲ့မမြင်ရရင်အာယုံနဲ့မြင်ရအောင်လုံးမှာပေါ်ဒါ ው သူကပြောချင်တာစိတ်ပြတ်မကြပါနဲ့မမြင်ရပေမဲ့လမ်းလျှောက်လို့ရတယ်ဘာလို့တတ်တတ်ရအဝိစားကိုဝှက်ထားတာလို့တတ်တတ်ရှင်းရှင်းတတ်တတ်ရနိဒန်ဒိုင်ဒီစမတ်ကြတဲ့သူတွေအခွင့်အလမ်းရောက်လာတာဗျကဲဗျဒီကုမ္ပဏီမှာအလုပ်ခံမယ်ကိုးစားတဲ့သူတွေဘယ်လိုခံမလဲတွေ့ကြည့်ဗျာ နော်ထမင်းစံအောင်ဆွဲနေဗျာသုံးမဟုတ်ဗျာနော်ခြေသေးရမဲလို့ဘလို့ကျွန်တော်သူ့ဆက်ဆံမလဲသူခန္ဓာကိုယ်ကြီးအရက်တောက်ထားတဲ့ယုံယုံကြီးဝယ်စားဝတ်တယ်လည်းမတတ်မရဆိုဒီအလုပ်နဲ့သူဘလို့တင့်တော်မလဲကျွန်တော်တိုင်းပြီအခုတကားပွင့်စီဝါရေးဝါလာလာပြီနိုင်ငံတကာယဉ်ကြီးမြုံနံအလုပ်တွေအများကြီးခန့်လိမ့်မယ်စိတ်ချကွန်စားရတဲ့အလုပ်မရဘူးတေးကြတယ်နိုင်ငံတကာမှာပါဆက်ကိုတိတ်တံပိုးထားတယ်ကျွန်တော်စကားရရင် ခွတ်လွတ်ပါနော်။ဗဇက်ကညစ်ပတ်မှုနဲ့ကျွန်တော်စကားရရင်ခွတ်လွတ်နော်တောင်းပန်ပါလေ။ဖင်းစိုအိုနဲ့ဘုရားပေါ်